တိုင်းစီရဲ့၄စင်တရရဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မြန်မာဘက်ပောင်းတင်ဆက်ပေးခြင်းတဲ့တရရဲ့အကြောင်းအရာတွေကတော့မဟာမုနိဘုရားထုတ်ပွားတော်ရှိအစဉ်တစားမြောင်းဝင်ပေါ်ရန်ထုတ်သိမ်းခြင်းအပေါ်အဝင်ရှင်းမှုမပြတ်ပြင်းထန်ချက်ရေးဆွဲဆောင်ရမည်ဆိုတဲ့သတင်းပြစီခဲ့သည့်ရှင်းအောင်အဆောင်အုံများအားရှင်းမှုမပြတ်ပြင်ဆင်နေဆိုတဲ့တွင် WFP ကလာမယ့်လများတွင်လူဦးရေ38000ခန့်ကိုထပ်မံအခုအညီများပေးသွားမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့2025ရှန်ဟိုင်းမော်တော်ယာဉ်ပြပွဲ၌ကောင်းမော်ရယ်တရားခန့်ပြတာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့မဟာမုနိဖျားရုပ်ပွားတော်ရှိအစင်တစားများဝန်ပေါ်ရန်ဖြုတ်သိမ်းခြင်းအပါအဝင်ရှင်းမှုမပြတ်စီမံချက်ရေးဆွဲဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ရှိမဟာမုနိဗုဒ္ဓရုပ်ပွားတော်ကိုငလင်တန်ခန္ဓာရှိရသူအများပြည်သူအားဆက်လက်ရွှေချခြင်းမပြုစေဖဲရုပ်ပွားတော်ရှိအစဉ်တစားတွေကို ဝန်ပေါ်အောင်စနစ်တကျဖြုတ်သိမ်းပြီးမှတ်တမ်းတင်ထားရှိဖို့အပအဝင် စီမံချက်ရေးဆွဲဆောင်ရွက်သွားမယ်လို့ကာနာရေးနေရေးကြေးမှုဝန်ကြီးဌာနကတည်ရပါတယ် ကလင်းတန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မဟာမုနီဖယားရင်ကျေးမှုပြထိုင်းနဲ့စာကြည့်ထိုက်တွေကိုကွင်းစင်းစစ်ဆေးပြီးလိုအပ်တာတွေမှာချားချိန်မှာအထက်ပါအတိုင်းဆောင်ရွက်ချဖို့တာနာရင်းနေရင်ကျေးမှုဝန်ကြီးဌာနရင်ကျေးမှုဒုတိယဝန်ကြီးဒေါ်နုမြဆန်ကလမ်းညွှန်မှာချားခဲ့တာဖြစ်ပါတဲ့ အစိုးရအချက်တွေရဲ့ပြင်ရုပ်ပွားတော်ရှိမလိုအပ်သောအစဉ်တစားတွေကိုပြန်ခန်းမှပြသထားရှိသွားဖို့အနောက်ဘက်မုတ်နယ်တောင်ဘက်မုတ်ရှိ ထိခိုက်ပျက်စီးခဲ့တဲ့နေရန်ဗကြီးတွေကိုမူလအစရပိုင်းရနိုင်သလောက်ပြန်ဆက်ဖို့ကိုလည်းဆောင်ရွက်ချဖို့ဆိုပါတယ်။ ဒါအပြင်နှကိုရှိရင်နယံစေးရဲ့ပကြီးမှတ်တမ်းထပုံတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးနယံပကြီးရဲ့ဆက်ရပိုင်းတွေကိုမူလပုံစံအတိုင်းရရှိအောင်ပြန်လည်ဆောင်ရွက်သွားဖို့နယံပကြီးထိန်းသိမ်းရေးဆောင်ရွက်ရမှာ လုပ်ငန်းစဉ်အစဉ်အလိုက်အသုံးပြုမဲ့စေးရမျိုးအစားဦးစားပေးဆောင်ရွက်မဲ့နေရာစထားတွေပေါင်းဝင်တဲ့စီမံချက်ရေးဆွဲဆောင်ရွက်သွားဖို့လဲမှာချခဲ့တယ်လို့သိရပါတယ် မတ်လ28ရက်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ထန်းချောင်းမဟာမုနီဖရာသောမဟုတ်ဦးခြေရုပ်ပြထိုင်မှအယုတ်လဲချသွားတာပါဝင်ပထုံမင်းကောင်းမှုတော်ခေါင်းလောင်လဲကွက်အပ်သွားတာဖြစ်ပြီးရှင်းမှုမပြတ်ပြန်လဲပြုပြင်နေတယ်လို့လည်းသိရပါတယ်ရှင်ဒုတိယသတင်းတပုံလေးနဲ့ငလင်ချောင်းပျက်စီးခဲ့သည့်ရှေးဟောင်းဝဆောင်းအုံများအားရှင်းမှုမပြတ်ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငလင်ချောင်းပျက်စီးခဲ့တဲ့မန္တလေးနယ်စခိုင်းရှိရေဟောင်းအဆောက်အုံတွေကိုရေမှုမပြတ်ပြင်ဆင်နေတယ်လို့ရေဟောင်းသူရေတနာနှင့်အမျိုးသားပြားထိုင်ဦးစီးဌာနကသိရပါတဲ့မတ်လ28ရက်နေ့မှာ Richard Starske ခုနှစ်တရမခုနှစ်ရှိအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်မန္တလေးအင်းဝပင်ရပလဲကျောက်ဆဲမခရအမရပူရနယ်စခိုင်းမင်းကွန်းဒေသတွေကရေဟောင်းအဆောက်အုံများစွာထိခိုက်ပျက်စီးခဲ့ရတာပါ အဆိုပါငလျင်တန်းချောက်ထိခိုက်ပျက်စီးခဲ့တဲ့ရေဟောင်းအဆောက်အုံထွေပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ရေဟောင်းသူတေသနာနှင့်အမျိုးသားပြတိုင်ဦးစီးဌာနကနေလုပ်ငန်းထွေကိုအစဉ်အလိုက်စနစ်တကျဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။ ရှေးဟောင်းဝဆောင်းတွေပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရှာမှလဲလုပ်ငန်းစဉ်တွေချမှတ်ပြီးလက်တလုံးပြည့်စည်မှုစရင်ကောက်ယူထားဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရိုက်ကူးထားအသွင်းနယံစည်ရေးပကြီးတွေထိခိုက်မှုရှိမရှိစစ်ဆေးထားအရေးပေါ်ထိန်းသိမ်းဖို့လိုအပ်ပါကထိန်းသိမ်းထားတန်ရှင်းရေးလုပ်ငန်းဆောင်ရွက်ထား ခမန်းချေစရင်နဲ့စီရင်ခန်းစာရေးသားချောင်း concept restore rebate ဆောင်ရွက်ထားစတဲ့လုပ်ငန်းတွေကိုသက်ဆိုင်ရာနယ်မြေအလိုက်အဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။မတ်လ30ရက်နေ့ကလည်းမန္တလေးနန်းမြို့ရိုးနယ်မြို့ရိုးအတွင်းရှိရှေးဟောင်းအဆောင်တွေ ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုလည်းကြီးစုစစ်ဆေးခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး WFP ကလာမယ့်လများတွင်လူဦးရေ38000ခန်းကိုထပ်မံအကူအညီများပေးသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ World Food Program WFP ကလာမယ့်လတွင်မှလူဦးရေ38000ခန်းကိုထပ်မံအကူအညီပေးသွားဖို့ရည်ရွယ်ထားတယ်လို့မန္တလေးမြေငလင်ကြီးတလားပြေမှထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းမှာငလင်ချင်းလှုပ်ခတ်ခဲ့တာတလပြေခဲ့ပြီးဖြစ်ပေမဲ့လည်းထိခိုက်ခန်းစားခဲ့ကြရသူတွေဟာ အထူးအခိုက်အပျက်စီးတွေနဲ့အတူရုန်းကန်နေကြရဆဲဖြစ်ပါတယ်လို့ WFP မြန်မာမှတာဝန်ရှိသူတအူးကပြောပါတယ် WFP ဟာဒေသခံမိဖန်အဖွဲ့အစည်း NGO တွေနဲ့ပူးပေါင်းပြီးငလင်ဘေးတင်သူတွေစီအဒီယာကူအညီရထောက်ပံ့တွေကိုတိုက်ရိုက်ပေးအပ်ခဲ့ရမှာလက်ရှိအချိန်အထိမန္တလေး၊စကိုင်း၊ရှမ်းပြည်တောင်ပိုင်းနဲ့နေပြည်တော်တို့ကငလင်ဘေးတင်သူ၃သိန်းခန့်ကို အရေးပေါ်စားမဲ့ရိတ်ခါနဲ့ငွေသားအထောက်ပံ့တွေပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုပေးနိုင်ခဲ့တဲ့အကူအညီတွေဟာစုစုပေါင်းလိုအပ်ချက်နဲ့နိုင်ရှင်လိုက်ရှင်ဒေငယ်တဲ့ပမာဏပဲရှိသေးပြီးငလင်တန်ပြင်းပြင်းထန်ထန်ခန်းစားခဲ့ရတဲ့ဒေသတွေမှာဝန်ကြီးအခက်ခဲကိုရင်ဆိုင်နေကြရတဲ့လူဦးရေစုစုပေါင်းနှင်းတရမရှစ်တန်းအထိရှိနေတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုံလေးနဲ့ 2025ရှန်ဟိုင်းမော်တော်ယာဉ်ပြပွဲ၌ကောင်းမော်ရဲတစ်တရားခန့်ပြတာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။27ချိန်မြောက်ရှန်ဟိုင်းနိုင်ငံတကာမော်တော်ယာဉ်စက်မှုပြပွဲမှာကောင်းမော်ရဲတစ်တရားခန့်ပြတာထားကကမ္ဘာလုံးဆိုင်ရာမော်တော်ကားဈေးကွက်ရဲ့ဗဟုချက်ဖြစ်လာပါထိယခုနှစ်ပြပွဲကိုဧပြီ23မှမေလ2ရက်နေ့အထိပြုလုပ်မှာဖြစ်ပြီးတရုတ်အမှတ်တံဆိပ်ကားတွေကအလိုလျောက်စနစ်အပိုင်းမှာဦးဆောင်နေပါထိ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ Cherry ဆိုရင်ပြောင်းပွဲနေရမှာအမျိုးအစားပုံစံသင့်53မျိုးပြတာထားခါနိုင်ငံရခြားမှာရောင်းဝယ်သူအများပြားကိုဆွဲဆောင်ထားနိုင်မှာတဲ့ယခုနှစ်ပွဲမှာနိုင်ငံတကာမှဧည့်သည်ပေါင်း9000ခန့်ဖိတ်ကြားထားကာရခင်ဆယ်နှစ်ခန့်ကဆိုရင်တရုတ်မော်တော်ကားထုတ်လုပ်သူတွေက သူများကို အမိလိုက်နေတဲ့အစင်ကနေအခုတော့ဥဆောင်သူတွေဖြစ်နေပြီလို့တောင်အာဖရိကမှာ Warrior Sing ကပြောပါတယ် နှစ်တိုင်းပုံစံကွဲထွေးဤပညာထွေးအမျိုးမျိုးမြင်နေရပြီးကားထွေက ပို့ပြီးတော့လိုလျောက်စနစ်မြင်မှလာချောင်းစပိန်မှာရောင်းဝယ်သူမိခွဲအင်ဂျယ်ကာစီယာကပြောပါတယ်2025ပထမ3လမှာ Cherry ကရှင်ပေါင်း2သိန်းခွဲကျော်အသင်းပို့ထားပါထဲ့ ဂျယ်ရီဥက္ကဋ္ဌရှင်ထောင်ရွှဲကစပိန်အမတ်သက်စိတ်အေဘရိုကိုရှင်းသူနီးပညာထုတ်ကုန်များနဲ့ပြန်လည်စမ်းသစ်ထားကြောင်းဒီသစိတ်ကစပိန်မှာ လွှမ်းမိုးမှုရှိပြီးပြန်လည်ရှင်သန်လောင်အောင်တရုတ်ကကူညီဖြည့်ရှင်နိုင်ကြောင်းပြောပါထိတ်တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူတွေဟာစွန့်ရင်နဲ့လူလျောင်စနစ်တို့မှအာသာချက်တွေရှိတာကိုအသုံးချပြီးပြည်တွင်းထုတ်လုပ်မှုကနေနိုင်ငံခြားစက်ရုံများတည်ထောင်တည်အထိပြောင်းလဲလာပါတဲ့ နိုင်ငံခြားကုမ္ပဏီတွေကအထောတရုတ်နည်းပညာတွေနဲ့ပူးပေါင်းကောင်းဈေးကွက်ထဲဝင်ရောက်လာကြပါတယ်လို့သိရပါတယ်ရှင်ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပြီးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။ကျမကတော့မြန်မိုးထပ်ပါ။